ဒီနေ့ဂျော်လာ၁၂ရက်နေ့အတွက် People's Fan ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လက်အောက်ခံပြည်သူဆဲလို့ခေါ်တဲ့ပြူစော်ဒီအဖွဲ့တွေစောင်းလေရှိတဲ့ပျောက်ကြားအုပ်ထုပ်စောင်းလာတဲ့လူငယ်အချို့ကရွယ်တူလူငယ်တွေကိုလိုက်လံအနိုင်ကျင့်တဲ့ရုပ်သံဖိုင်အခုရက်ပိုင်းမှာထွက်ပေါ်လာပါတယ်။တမနစ်ခွဲဝင်းကျင်ကြားမြင့်တဲ့အဲ့ဒီရုပ်သံဖိုင်ဟာမန္တလေးမြို့ပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဘယ်နေ့ကဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့စုံစမ်းနေသေးပါရှင်။ကရင်မျိုးသားအစီအယုံ KNU ရဲ့တမဟာခွန်ဌာနချုပ်နေမြေကို အာနာသိစက်ကောင်စီကဒီနေ့မနက်အစောပိုင်းမှာအသေးခံ drone တွေသုံးပြီးတိုက်ခိုက်ရမှာ drone ၅စင်းပောက်ကွဲခဲ့ပေမဲ့လူသူထိခိုက်မှုမရှိဘူးလို့ KNU သတင်းမြစ်တူကပြောပါတယ်ရှင်။နေဦးတော်လရဲမှာတပည့်ခေါင်းဆောင်တူဖြစ်ပြီးစက်ကောင်စီရဲ့နှစ်ရှည်ထောင်တန်ချခံထားရတဲ့မုံရွာမြို့ကကိုဝင်မိုးနိုင်ကိုမုံရွာထောင်ကနေမန္တလေးအိုးဖို့အကျဉ်းထောင်စီဒီနေ့မနက်ပိုင်းမှာပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်ရှင်။ မကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကန်ကြေးရွာကစစ်ကောင်စီတပ်နဲ့ပြည်စော်ဒီအဖွဲ့တွေအထိုင်ချတပ်ဆွဲထားတဲ့နေရာကိုဂျော်လာဆယ်ရက်မနက်ပိုင်းကပူးပေါင်းအဖွဲ့တွေနဲ့အတူဝင်ရောက်စီးနေတိုက်ခိုက်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။